ီယာဒီမှာတော့သူ့ရဲ့စွမ်းဆောင်ရည်တွေကရော်လီမီကွန်ထုတ်เสียကောင်းနေပြီအခုပွဲစဉ်7ပြီးမှာတန်းစင်းစုံရဲ့အထက်နှစ်မှတ်အကွာရောက်နေတယ်အထူးသဖြင့်အဝေးကွင်းတွေမှာတောက်ရှာရလက်တွေဆိုပြီးပြိသက်တွေကလည်းဒီဟာပေါ်မှာတော်တော်လေးဒီခဏနိုင်စွမ်းခင်းမဲ့လာပြီးတော့ပြင်းပြင်းထန်ထန်ကိုဝေဖန်လာကြတဲ့အသက်ညီကြရဆိုတော့ဘန့်ကိုဒီနံပါတ်10ကိုဆွဲချတယ်ဒီဂျွန်လင်တန်ကိုဘဲတောင်မှပြန်ထုတ်တယ်ပြီးတော့ဂျွန်လင်တန်ဒုတိယပိုင်းကျတော့ကွင်းလယ်တဲကိုပြန်ဝင်လာတယ်နောက်တန်းမှာဒန်ဗန်ကစန်တာဘက်ပြန်ဖြစ်တယ်ဒီကွင်းတွင်းမာနေအောင်ပဲဒီ ဒီ proactive way ပေါ့နော်ကိုပြောင်းကျင်တဲ့နှီးရမဟုတ်ဘဲနဲ့ဒီပြိုင် sorry ဒီပြိုင်ဘက်ရဲ့ဒီကစားပုံကြီးက light ပြောင်းသွားတာမဟုတ်ဘဲနဲ့ကိုကစားသမားတွေအဆင်မပြေလိုက်ပြောင်းသွားတဲ့ပုံစံမျိုးကိုတွားနေတာတော့တွေ့ရတယ်။ Soka ဟာပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဒီနေ့စီစဉ်လေးကိုတော့ one back ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်။ဗိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပုံမှန်စိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ one back ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆောက်ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိချောင်းကိုလည်းဒီပေးလိုက်ပါစီ။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။ စောကဟုတ်ပြည့်တက်များအားလုံးပဲမင်္ဂလာပါပါများဒီတစ်ပတ်မှာတော့ဒါအဒီဟောင်းပေါ်မှာပြည့်တက်တည်းရဲ့ဝေဖန်သံတွေမြင့်တက်နေပြီးတော့အဒီဟောင်းရဲ့လက်ရှိ new car ဆဲကလည်းရလက်ဆိုးရည်နဲ့ရုန်းကန်နေရတဲ့အခြေအနေပေါ်မှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီ season မှာတော့ကိုရဲရဲနဲ့အတူဒါကောင်းတဲ့ကပုံပြီးတော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုရဲမင်္ဂလာပါဆိုရင်မင်္ဂလာပါကိုရဲကဲအဒီဟောင်းကတော့ဒါ new car ဆဲနဲ့ပတ်သက်ရင်တော်တော်လေးကျွန်တော်တို့ဒါဟိုဘောနော်မြင်ရတာလဲ၄၅နှစ်ရှိနေပြီသူ့ရဲ့ လက်ထက်မှာလည်း Newcastle ကတိုးတက်လာတာတွေကျွန်တော်တို့ကမြင်ရတယ်ဥရောပဝင်ခွင့်တွေယူပေးနိုင်တယ်ပြီးခဲ့နှစ်ကလည်း Champions League ရတယ်ဒါပေမဲ့ဒီဟာဒီမှာတော့သူ့ရဲ့ဆွမ်းဆောင်ရည်တွေကရိုလီမီဂွန်ထုတ်เสียကောင်းနေပြီအခုပွဲစဉ်17ပြီးမှာတန်းစင်းစုံရဲ့အထက်နှစ်မှတ်အကွာရောက်နေတယ်အထူးသဖြင့်အဝေးကွင်းတွေမှာတောက်ရှာရလက်တွေဆိုပြီးပြိသက်တွေကလည်းဒီဟာပေါ်မှာတော်တော်လေးတိခတ်နိုင်စွမ်းခင်းမဲ့လာပြီးတော့ပြင်းပြင်းထန်ထန်ကိုဝေဖန်လာကြတဲ့အသက်နေကြရဆိုတော့ဒီပေါ်မှာကျွန်တော်တို့ပြောကြည့်ကြအောင်အဲ့တော့ဒီခြေနေနဲ့ပတ်သက်ပြီးတော့ကိုရရဲ့အမြင်လေးပဲစပြီးတော့ပြောပြပါအောင်ဗျဒါနောက်ဆုံးနှစ်ပွဲမှာ 3131ပေါ့နော် Brentford 31 West Ham ကို31အဲရှုံးတဲ့ပွဲတွေမှာလည်းခြေစွမ်းပိုင်းအပြင်လည်းတော်တော်လေးလည်းအားနေပါတယ်ဒါနောက်ဆုံးဦးစားသွားတဲ့ Brentford နဲ့ပွဲမှာဆိုလည်းဥဆောင်ကိုယူနိုင်ခဲ့တဲ့အချိန်ဒီလောက်ပဲကျွန်တော်တို့ပြောစရာရှိရပါလိမ့်ဒါတေကန်ဘောတွေကိုမထိန်းတဲ့အပြောပြောလဲ service တွေကိုမထိန်းနိုင်ဘူးဒီအချိန်တွေနဲ့ပတ်သက်ပြီးတော့မှဒါ Premier League မှာဆိုရင် အဝိကွေးနိုင်ပွဲမရတာ၉ပွဲရှိပါဘူးเนาะရမတ်အဖြစ်ကျွန်တော်တို့ပွဲစဉ်ဆက်တည်ပြီးမှတပွဲတမတ်နှုံးတတလောက်ပဲရှိသေးတယ်ရမတ်က၁၂မတ်ဒါအဆင့်က၁၄เนาะဒါအဆင့်၁၄တိရောက်နေဆိုတော့ဒီကာဆယ်ပြိသက်တွေဘက်ကတော့နည်းနည်းတော့အတန်ထွက်လာတော့ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒါမဖြစ်မနေပြောရမယ့်အချက်ကဒီအရီဟောင်းဟာဒီ new cassette ကိုသူစတင်ကင်တွေတဲ့ຢာဒီ PFI ကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီ sorry က အတင်းပိုင်ရှင်အပြောင်းလဲဖြစ်ခဲ့တဲ့အချိန်ပေါ့အဲ့ဒီအချိန်ကာလကိုပဲကျွန်တော်ပြန်ကြည့်ကြည့်လိုက်မသိမဲ့နောက်ပါစီချန်ပီယံရှစ်ကနေပဲတန်းဘူလိုရောပြန်ပြောမှအစ်စ်ပြန်တီဆောင်းရမယ့်အချိန်ဒီဒီလိုမျိုးအချိန်တွေရှိနေတာကနေအဒီဟောကဒါတန်းတော်မစင်းရမယ်နဲ့ကံပြန်တက်မှတ်ပြန်ပြောမှတက်မှအောင်လုပ်နိုင်ခဲ့တယ်တို့ကဒါ နှစ်ပေါင်းများစွာဝေးကွာခဲ့ချွန်မြည်ဝင်ဝင်ကိုလွန်ခဲ့တဲ့ဒါနှစ်နှစ်လောက်ကပြန်ပြီးဝင်ခွင့်ရအောင်လုပ်နိုင်ခဲ့တယ်ဒီနှစ်မှာလည်းနောက်တစ်ချိန်ရနိုင်ခဲ့တယ်အဲ့ဒါပိုပြီးမှအားကောင်းတာကပြီးခဲ့တဲ့ရာသီလုံးကဆိုရင်ဒါဆူပလာတခုရခဲ့တယ်ဒါနျူကာဆယ်ကဒါဆူပလာမရဆို1955နောက်ပိုင်းပေါ့နော်ဒါဆူပလာမရခဲ့ဘူးမိနစ်တုန်းကတော့လီဗာပူးကိုအနိုင်ယူပြီးတော့မှခရော့ဘောဒါလီပလာချန်ပီယံဖြစ်ဖြစ်ခဲ့ဆိုတော့ဒီလိုမျိုးအောင်မြင်မှုတွေယူနိုင်ခဲ့တဲ့နီးပြတယောက်အနေနဲ့တော့ကျွန်တော်တို့ဒါသူ့ရဲ့ယူပေးခဲ့တဲ့အောင်မြင်မှုတွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့လက်ရှိရလဒ်ဆိုးတွေဟာ ဟိုလက်ရှိဖြစ်ပေါ်နေတဲ့ဝေဖန်မှုတွေသူတို့မမြတာခိုက်တန်ရလားပေါ့ဒါမပြမမြတာဘူးလို့ကျွန်တော်တို့ကတော့ရေဘူးကသုံးသပ်လို့ရမှာပေါ့နော်ဒါပေမဲ့တေချာတို့ကတော့သူကိုယ်တိုင်လည်းဒါရုံးခံရတဲ့ဘိုင်းကြီးရှိတယ်သူကိုယ်တိုင်လည်းတချို့ဘိုင်းကြီးမှာတော့အားနေတဲ့ဘိုင်းကြီးလည်းကျွန်တော်တို့ဒါရှိနေတာကိုလည်းညင်းလို့တော့မရဘူးဒီတော့ဒီနိုဝင်ဘာနိုင်ငံတကာပွဲကာလတွေမှာဒါနျူကာဆယ်လမ်းကြောင်းမှန်ပေါ်ပြောင်းရအောင်သူဘယ်လောက်ထိ ဒီဆွဲတင်နိုင်ပြီလေပေါ့နော်ပုံမှန်အပြင်တော့ဒါကာဆယ်ကဒီကွင်းလယ်နဲ့တိုက်စစ်ပိုင်းကိုတော့သူအများကြီးပါလူတွေခေါ်ထားတာကျွန်တော်ဒါပြီးခဲ့တဲ့နေရာကျကျွန်တော်ကြည့်မယ်ဆိုရင်ဟိုထိတ်တန်းကစားသမားမဟုတ်ဘူးဆိုရင်တော့မှသူ level တစ်ခုတော့အားကိုးရတဲ့အခြေအနေလုံးလို့ရတဲ့ကစားမတွေခေါ်ထားရဲဆိုတော့ဒီကစားမတွေဒါရတက်တာလာမယ်စက်ကံမှုပြေလာတဲ့အခြေအနေကြရင်ကာဆယ်ကိုဒါအဲဒီဟောင်းဘလော့ဒီဆွဲတင်နိုင်မလဲနောက်ထပ်ကျွန်တော်ဒါအဲဒီဟောင်းဟာဒီ new cause separate တွေတောင်းဆိုနေသလိုဒါနောက်နေ့မနေ့ကျရင်ယာလူကနေထုတ်ခိုင်းရတော့မယ်ဆိုတဲ့ဒီလိုမျိုးအခြေအနေတွေနဲ့ထိုက်တန်ရလာဆိုတာလည်းကျွန်တော်ဒါနဲ့ ဒီနိုင်ငံတကာပွဲတွေပြီးကြရင်တော့ထပ်ပြီးတော့မှမရမှာပေါ့နော်ဒါပြီးခဲ့တဲ့နှစ်တွေကအောင်မြင်မှုတွေကျွန်တော်တို့ဒါနျူကာဆယ်ရုံးကန်တဲ့အခြေအနေမှာသူစူးစမ်းပြီးခဲ့တာရင်းနဲ့ရှင်းမယ်ဆိုရင်တော့လက်လက်ရှိဝေဖန်မှုတွေကမမြတ်တောက်ဘူးလို့ပြောရမှာပေါ့ဟုတ်ကဲ့ပါအဲ့တော့နျူကာဆယ်နဲ့ပတ်သက်ပြီးကျွန်တော်သတိထားမိတဲ့အချက်ကတို့ဒါပြီးခဲ့တဲ့ဟိုရှစ်တနစ်ကတည်းကချန်ပီယံလိဝင်ခွင့်ရတယ်ဟုတ်တယ်တို့ရဲ့ဟန်ချက်ပြတ်သွားပြီးတော့ဟိုချန်ပီယံလိမှာလည်းတို့နောက်တစ်ဆင့်ကိုမတက်နိုင်ခဲ့ဘူးပရီးမီးယားလိမှာလည်းရက်လက်တွေရဲရင်သွားတယ်ဒီနှစ်ကျတော့ချန်ပီယံလိကရက်လက်မဆိုး လေးပွဲကစားဝိမာတာသူတို့တပွဲပဲထင်တယ်ဘာစီလိုနာကိုအဖွင့်မှာရှုံးပြီးတယ်နောက်ပိုင်းမှာရက်လက်လေးတွေကောင်းလာဒါပေမဲ့ပရီးမီးယားလိမှာကျတော့ရက်လက်တွေကတော်တော်လေးကိုဟိုရိမ့်ໃຫယ်နေအထူးသဖြင့်အဝေးကွင်းတွေမှာဒီယာတီ6ပွဲလုံးနိုင်ဝဲမရခဲ့ဘူးရမှတ်3မှတ်ပဲရခဲ့တယ်ပြီးခဲ့နှစ်ကရက်လက်တွေပါထည့်ပေါင်းမယ်ဆို9ပွဲလောက်ရှိပြီဆိုတော့ဒီလိုအဝေးကွင်းရက်လက်တွေဒီလောက်ထိစိုးနေတာကတော့မဖြစ်သင့်ဘူးပြီးတော့ဒီလိုအခုလိုပြိုင်ပွဲနှစ်ခုကြာပါတော့ဥရောပပြိုင်ပွဲတွေဝင်လာတဲ့အခြေအနေပေါ်မှာကောင်းတဲ့အမြင်လေးပေါ့ညူကဆယ်ဒီလိုရိမ့်ໃຫယ်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်းညီလေးပြောပြပါဦးအဟုတ်ကဲ့ပါဒီအဲ့ဒီဟောင်းအနေနဲ့ကတော့ဟို 2023-24ပေါ့နော်ဒီယာဒီမာတော့အဲ့ဒီယာဒီမာတော့တို့ချန်ပီယံလိဝင်ဝင်ရတယ်ဒီချန်ပီယံလိအုပ်စုအဆင့်ကနေပဲဒါနောက်ဆုံးယူရိုပါလိတောင်ဆင်းမကတ်ဘူးပေါ့နော်ဆင်းလေးနဲ့အဆင့်လေးနဲ့ဒါငါးမှတ်ပဲယာပြီးထွက်လိုက်ရတယ်အဲ့အဲ့လိုယာဒီမာတို့ဒီပရီးမီးယားလိတဲ့ဒီဒီမစ်ကွိမှာချန်ပီယံလိကစားရတယ်ဒီဝီကန်မှာပရီးမီးယားလိပြန်ကစားရတယ်ဆိုတော့ဒီပွဲချက်ကလာတွေရောက်လာတဲ့အခါမျိုးမှာတို့တော်တော်လေးကိုရိမ့်ရိုင်သွားတာကိုလည်းတွေ့ရတယ်ဟို ချန်ပီယံလိမှာတော့အဲတုန်းကပြောမယ်ဆိုတော့ဒါဒီတော်တော်လေးကိုကစားကစားကြက်တဲ့အသင်းတွေတွေ့တာပေါ့နော်ဒေါ်တော်မွန်တို့ PSG AC Milan နဲ့တွေ့ခဲ့တာပေါ့နော်အဲ့မှာတော့တို့ချန်ပီယံလိမှာဒီအဆင့်၄နဲ့တို့ပြိုင်ပွဲထွက်ခဲ့ရတယ်အဲဂျားထဲမှာတနည်းတို့ချန်ပီယံလိမဝင်ဘူးဒီယာဒီမှာကျတော့တို့ချန်ပီယံလိကိုပြန်ဝင်လာတယ်အဝင်လာဆိုတဲ့အနေအထားမှာဒီယာဒီချန်ပီယံလိကတော့တော်တော်လေးကိုရလက်တွေကောင်းတယ်တို့ရှုံးလာတယ်ဒါဘာစီလိုနာကိုပဲရှုံးခဲ့တာပေါ့နော်ဒီပရီးမီးယားလိဘက်ကိုပြန်ကြည့်လိုက်တော့ကျတော့တော်တော်လေးကိုအချိန်ကြီးစိုးနေတာကိုတွေ့ရတယ်ဒီ Newcastle နဲ့လည်း ဒါပြီးခဲ့တဲ့ရာသီကသူတို့ဖလားရခဲ့တဲ့ခြေစွမ်းအဲအဲ့ဒီပုံမှာလည်း predict ထားတဲ့ expectation ရဆိုတော့ဒီ expectation နဲ့ reality မကိုက်တဲ့အနေထားလေးတော့ဖြစ်နေတာကတော့အမှန်ပဲဒီဒီကဒီအဆင့်ဆက်လေးပဲရှိထားတယ်နောက်ဆုံး premier league နှစ်ပွဲဆက်မှာလည်း3-1ဆိုတဲ့ရလဒ်တွေနဲ့ဂိုးပြတ်တွေရှုံးနေတာအဲ့ဒီအထဲမှာဒီနီးပြပြောင်းလဲလောက်ထားတဲ့ဒီ Nuno Santos ဝက်ဆန်လေးပါတယ်ဆိုတဲ့အနေထားမှာ predict တွေဘက်ကလည်းတော်တော်လေးတော့ဒေါသထွက်နေတာပေါ့လေအဲ့လိုပြန်ကြည့်လိုက်တော့အဲ့လိုအနေထားမှာဒီ Eddie Howe ဘက်ကလည်းဒီ ဒီတိုင်ပွဲကြီးနှစ်ရက်ကိုဟန်ချန်ညီအောင်ဂိုက်တွဲနေထားမှာအာနာချက်လေးတွေရှိရတော့အမှန်ပဲသူကလည်းဒါပြောမယ်ဆိုရင်ဒါဘုံမောက်မှာပွဲတွေအများကြီးရာသီတွေအများကြီးဂိုင်ခဲ့တဲ့လူငယ်နီးပြတူဒီဘုံမောက်ဘန်းလေးသူဂိုင်ခဲ့တဲ့ပွဲစဉ်တွေပေါ့နော်ဒီအသင်းတွေပေါ့ဒါမဲ့နျူကာဆယ်မှာတော့သူကဒီပွဲပေါင်း190ကစားပြီးပြီးဂိုင်တွဲပြီးပြီးဆိုတဲ့အချိန်မျိုးမှာဒီတပွဲပြတ်မှပြတ်မြရမှတ်က1.85 ထီရှိတာကိုတွေ့ရတယ်ဒါသူ့ရဲ့ရှေ့ရအသင်းနေလဲဆိုရင်ဒီဒီယူကစင်မှာအများဆုံးပဲရှေ့ရအသင်းနေမှာသူဒါဟိုဘုံမမဆိုဒီ1.4လောက်ပဲရှိတာကိုတွေ့ရတယ်ဗောနော်ဒါပေမဲ့အဲ့ဒီဟောင်းရဲ့ level ကဒါဖလားတွေယူရမယ်ဆိုတဲ့ level တော့ပုံမနေသေးဘူးဒါကျင်းသေးတယ်ဒါကတော့ညူကစင်ပိတ်သက်တီခန်းစားရတာလေဟိုဒီညူကစင်ပိတ်သက်တီရဲ့ point of view ကကြည့်မယ်ဆိုတော့ဒါသူတို့ကကျွန်တော်ထင်တယ်နှစ်တိုင်းလိုလိုသူတို့ Champion League ဝင်ခွင့်ဒီ Premier League မှာ Top 4လောက်ကိုတော့သူတို့မှန်းကျင်နေတာတော့ယူဆရတယ်ဖလားရကျင်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအဲ့ဒီအောင်ပို့နိုင်တဲ့အမြင့်ဆုံးခီးရလဲ ဒီ top 4 ठी လို့ပဲလို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဒီဟိုပြောရမယ်ဆိုရင်အဒီဟောင်းကဒီယထာထားပါတော့အဒီဟောင်းကယထာဆိုရင် तू ပို့ပေးနိုင်တာဒီဘူဒါယုတ်ထိပဲပို့ပေးနိုင်မယ်ကိုရက်ွက်တဲ့အထိဆိုတော့ဒါကားစီးရင်လည်းစီးရမယ်ဒီသုံးမိတ်စီးရင်လည်းစီးရမယ်နီးပြားဒီလိုနီးပြားရတော့အပြောင်းလဲလုပ်ဖို့တော့လုံမယ်ဆိုတဲ့ point of view ကနေ new card ဆိုတဲ့ပြဿနာတွေကဒေါသထွက်တယ်လို့တော့ထင်တယ်ဒီကွင်းတွင်းမှာတော့တိတ်အများကြီးတော့အဒီဟောင်းအတွက်ပြောစရာမရှိဘူးတကယ်လေးစိုးရင်စရာရှိတာက तू ဒီ Guimarães Jolinton ဒီ Tonelli ဒီ၃ယောက်ကိုတော့တော်တော်လေးအား ကိုးလွန်နေတာကိုတွေ့ရတယ်ပေါ့နော်ဒီပြိုင်ပွဲကြီးနေ့ကလုံးမှာတခုနောက်ဆုံး၃ဘွဲပေါ့ဒီရာရက်မှာသူဘီဘာအိုနိုင်တယ်ပရီးမီယာလိ၂ဘွဲမှာ3-1နဲ့ရှုံးတယ်အဲ့၃ဘွဲလုံးမှာဒီခုနဂျိုလင်တန်ဒီဂွေမာရိုက်တိုနာလီခွင်းလင်း၃ယောက်အတွဲကိုသုံးခဲ့တာတိုနာလီဆိုအဲ့အရှိ့ဘွဲတွေကနေ၄ဘွဲစတိုက်ကစားခဲ့ရတော့ပွဲပန်းနဲ့တန်တော့သူတို့တော်တော်လေးခံရတယ်ကြီးလိုက်တော့သူတို့ခွင်းလင်းမှာလည်းဒီဂျာကော့ပရန်ဆေးလိုကစားသမားမျိုးတွေခေါ်ပေးထားတယ်ပြီးတော့တကယ်စင်တင်ရနိုင်တဲ့ဒီလူးဝစ်မိုင်းလိုကစားသမားမျိုးရှိတယ်ဒီဝဲလော့လိုဒီအာဆင်နယ်ကနေပြောင်းလာတဲ့အတွဲကြောင့်ရှိကစားသမားမျိုးလည်းရှိတယ်ဆိုတဲ့အနေထားမှာဒီကစားသမားတွေနဲ့ဒီ rotation င်းပိုင်းလေးပြုတ်လုတဲ့ခါမှာတော့အဲ့ဒီဟောင်းကအားနေနေတယ်လို့တော့ကျွန်တော်မြင်ပါတယ်ကိုစိုးကြီးမှန်ပါတယ်ဒါကောင်းတစ်ပြောတယ်လို့ပဲ squat rotation ပိုင်းပေါ့နော်ဒီကွင်းလေကမှန်တယ် premier league မှာတကယ်လို့အမာကျော်ဆုံးကွင်းလေဒါပေမဲ့အဲ့ဒါကိုလည်းလိုအပ်ရင်တော့ပြိုင်ပွဲအခြေအနေပေါ်မူတည်ပြီးတော့အပြောင်းလဲလုတ်သိရင်လောက်အောင်ဒါပေမဲ့သူအပြောင်းလဲလုတ်ဖို့ဝင်လေးနေတယ်တခြားကစားသမားတွေတိတ်ပြီးတော့နေရာမရဘူးပိုဆိုးတာကသူ့ရဲ့လူငယ်ကျယ်ပွင့်လို့ပြောလို့ရတယ်ဒါ Elio Anderson လို့ကစားသမားမျိုးထုတ်ရလိုက်ပြီဟိုဘက်မှာဒါ Forest မှာသွားပြီးတောက်ပနေရဲဆိုတော့ဒါသူ့အတွက်လည်းနှမျောစရာပါနော်ဒါ ပြန်ပြီးတော့တွေးနေမယ်ဆိုရင်ဒါနေရာမပေးနိုင်လို့ကစားသမားထွက်သွားတယ်ဆိုတော့ဒါကိုလည်းသူဟိုနောက်တရရနေတယ်ဒါမျိုးတွေလည်းထပ်မဖြစ်ဖို့လိုတယ်ဆိုတော့ညီလေးပြောသလိုဒီကွင်းလယ်ပိုင်းပြင်ဆင်မှုတွေဥမာ rotate ရှင်းပိုင်းတွေလည်းသွားဖို့လိုမယ်ဆိုတော့ဒါ Newcastle က PIF လက်ထက်မှာကျွန်တော်တို့ဒါအများကြီးပြောင်းလဲသွားတယ်လို့လူတွေကထင်ပေမဲ့လက်ရှိချိန်ထိတော့သူကစားသမားခွဲယူတဲ့အပိုင်းလည်းအများကြီးမဟုတ်ဘူးเนาะပြီးခဲ့နှစ်ကဆိုတော့ဒါ Isaac ကိုဆုံးရှုံးလိုက်ရတယ်ဒါ Watermelon ကိုသူတို့ခေါ်လိုက်တယ် ပြီးတော့ဒါဝစ်ဆာကိုခေါ်တယ်တောင်မန်မှာအီလန်ကာကိုခေါ်တယ်ခက်စစ်မှာဒါမလစ်ဂျူတီယိုမလစ်တီနော်သူ့သူ့ကိုခေါ်လိုက်တယ်ဆိုတော့ဒီခက်စစ်ပိုင်းအားနည်းနေတယ်ပေါ့ခက်စစ်ဖြစ်တည်မှုကမရှိတဲ့လောက်ကိုဖြစ်ခဲ့တယ်ဆိုတော့ဒီအပေါ်မှာကိုယ့်ရဲ့အမြင်တွေပေါ့နျူကာဆယ်လက်ရှိခက်စစ်အခြေအနေပေါ်မှာလည်းပြောပြပါဦးကျွန်တော်တို့ဒါကာဆယ်ဒီအားစားတိုက်တာပေါ်မစ်ချာအနေနဲ့ခေါ်သိမ်းခေါ်ထိုက်တဲ့သူရထားတဲ့ဘယ်လိုပြောမလဲသုံးဆွဲခွင့်ပမာဏနဲ့လိုင်ယွန်ကြီးတွေဖြစ်အောင်တော့လုပ်ပေးခဲ့တာပေါ့နော်။ဟိုမှာဝါတာမာတွေကိုပေါင်တန်း60ကျော်ပေးတယ်ဆိုတော့လေအစ်ဆက်ကိုရောင်းလို့ရတဲ့ ငွေကြေးပမာဏတစ်ခုကြောင့်ပေးပြောမှခေါ်နိုင်တာပေါ့နော်။ iset ကိုလဲလွတ်လိုက်ရတာကတော့တို့တော့ဟိုအကြီးမားဆုံးဆိုးရှိုးမှုပဲ။ဒါပေမဲ့ပြဿနာကကြတော့ iset ကိုတိုင်းလည်းမကစားခြင်းနဲ့အခြေအနေမှာဖြစ်တဲ့အတွက်သူစက်ထိန်းထားမယ်ဆိုရင်လည်းဒါကတော့နှစ်ဖက်အကျိုးရုပ်သွားမယ်။ဒါဘာမှအဆင်ပြေဘူးနော်။အဲ့တော့နှစ်ဖက်စလုံးအကျိုးရှိမယ်။ဒါ iset ကလည်းသူသွားခြင်းနဲ့အတင်းကိုသွားရမယ်။နောက်ထပ်ဒီ Newcastle ကိုတိုင်းကလည်းသူကနေပျောက်ရွှေ့ကြီးရနေတဲ့စစ်ထိုက်တန်တဲ့ငွေကြေးပမာဏတစ်ခုရမယ်ဆိုတော့ဒါဝင်းဝင်းဆက်ဂျူရီရှင်းဖြစ်သွားတယ်ဒီအစ်ဆက်အပြောင်းရှိမပါဘဲနဲ့ကျွန်တော်ဒါကြံတာကြည့်လိုက်မယ်ဆိုတော့ကာဆယ်ရဲ့ပြီးခဲ့တဲ့ မိရာဒီအပြောင်းရွှေ့မှာကျွန်တော်ဒီခန်းစစ် အာမဖြေခဲ့တာလေးကတော့ကျွန်တော်ဒါပြောချင်ရှိမှတင်ပါတယ်ခန်းစစ်ခန်းစစ်မှာဆိုရင်ဒါအီစီမီလန်ကခေါ်ခဲ့တဲ့ဒီမလစ်ထီယူတယောက်လောက်ပဲကျွန်တော်ဒါပြောချင်ရှိတယ်အကိုသမားမှာဆိုရင်လည်းကျွန်တော်ဒါဒူဗရာကာကိုဘန်လီကိုထုတ်ရောင်းနေနောက်ထပ်ကျွန်တော်ဒါဒီဆောက်တန်တန်ကနေနော်အာဆင်နယ်ကိုမောင်းရန်စတေကိုခေါ်လိုက်တာဒီလောက်ပဲရှိတယ်တကယ်တမ်းကဒီကာဆယ်ကခန်းစစ်တန်းကိုကျွန်တော်ကြည့်မယ်ဆိုရင် အရွယ်ကြနေပြီကျွန်တော်ဖေဗီယန်ရှားတို့ပြီးခဲ့တဲ့ရာသီကခြေဆွမ်းမဆိုးဘူးဒါအသင်းကိုဥဆောင်နိုင်နေဆိုပေမဲ့သူ့မှာအသက်အရွယ်ပိုင်းအကြပိုင်းရောက်လာပြီလက်ဆဲဟိုကျွန်တော်တရားစီလုံးကြည့်မှာနော်သူလင်းငါပွဲဆိုတာတက်ကိုပူရာတောင်ကျွန်တော်ရှိလာတော့မသိဘူးတော်တော်လေးကြာပါပြီဒါလက်ဆဲဆိုရင်လည်းသူရဲ့အကောင်းဆုံးပုံစံတွေပျောက်သွားတာလုံခဲ့တဲ့၄၅နှစ်လောက်တည်းနဲ့ရှိပါဆိုတာဒါလက်ဆဲဆိုလိုကစားမမျိုးပါလေရီရှိတရားစီအတိုင်းတာအနေနဲ့အားကိုးလို့မရအောင်နောက်တစ်တာဘုတ်မန်ဆိုရင်လည်း ဒီကရတီဟာစီလုံးကြီးဘာထံပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတာပဲကျွန်တော်ဒါအဓိကပြောချင်တာကာဆယ်ရဲ့ခန်းစစ်တန်းမှာအသက်ရွယ်ကြီးရင်သူတွေဒဏ်ပြဿနာ injury prone တွေဒီလိုမျိုးအနေထားရှိတဲ့ဟာမှာဒါခန်းစစ်တန်းကိုအာမဖြည့်ခဲ့ရတယ်တည်ကြပါတယ် Newcastle အတွက်အခုလိုမျိုးရုံးကန်နေရတဲ့အပိုင်းပေါ့ခါတော့ဒါကောင်းတဲ့ညီပြောရတဲ့ဟာမှာလည်းပါပါဒီလွန်ခဲ့တဲ့တနည်းကျော်ကဒါ Newcastle ဟာ Champions League ဝင်တယ် Dortmund တို့ PSG တို့ AC Milan တို့နဲ့တိုးဆူတယ်ကြတယ်အဲ့ဒီကအခုဒါပြန်စစ်ဆေးကြည့်လိုက်မယ်ဆိုရင် Newcastle ဟာဒါ Chelsea တို့ Manchester United တို့နဲ့အတူတူပဲ တရာဒီအတွင်းမှာဒဏ်ရတဲ့အကျင့်ကြီးအများဆုံးထဲမှာမြူကဆယ်လဲပါပဲဒါတိုနာလီလဲဒါကာလာရှိပွဲပဲဖြစ်တယ်အဲ့ဒါကာလာရှိပွဲပဲဖြစ်တယ်ဖြစ်တယ်အဲ့ဒီကာလာလည်းဖြစ်တယ်နောက်တစ်ခုကတော့ဒဏ်ပြတနာလဲတော်တော်လေးကိုများတယ်ပြန်ပွဲစုံလာတဲ့အချိန်တွေတခုမှာ injury crisis ကလည်းတော်တော်လေးအခုဒီရာဒီမှာဆိုရင်လဲကာဆယ်ရဲ့ဒီရလက်ဆိုးနေတဲ့အပိုင်းဒီမှာအခုတို့ဒါပြန်ကြည့်လိုက်မယ်ဆိုရင်ဒီပြီးခဲ့တဲ့ရာဒီတွေကခြေဆွမ်းပြခဲ့တဲ့ Livermanto နောက်တဲ့ Louis Hall ဒီလူငယ်ဆွန်နှစ်ယောက်စလုံးကဒဏ်ရနေအဲ့ဂျာထဲမှာအခုခဏတော့ပြောသလို ခံစစ်တန်းကိုလည်းဒါပြီးခဲ့တဲ့နေရာဒီကအဖြစ်အမှုကိုကြည့်လိုက်တော့လောလောလားလားအဖြစ်အမှုမရှိဘူးဒီ sorry ပိုင်းနဲ့အတင်းဒါကျွန်တော်ဒါအရှိလေပိုင်းမှာဆိုရင်အရှိလေပိုင်းတထေးဒီပိုင်းနဲ့အတင်းနေမှာကြည့်မယ်ဆိုရင်ဒါ Manchester City လိုမျိုးငွေသုံးမယ်ဆိုတဲ့ဟာမျိုးပေါ့လေဘာလို့မလို့ဆိုတော့ဒီ sorry ရဲ့ငွေဘယ်လိုရောက်မလဲ sorry ရဲ့ယင်းနည်းမြုံနယ်မှုကြီးကလည်းသူတို့ရဲ့ပိုင်ဆိုင်ထားတဲ့ဟာမှာလည်းဒါဘီလီယံပေါင်း300လောက်ထိလာမှုရှိတယ်ဘီလီယံပေါင်းအများကြီးပိုင်ဆိုင်ထားတဲ့တထေးတွေလက်အောက်မှာဆိုပေမဲ့ ဒီ Newcastle အတွက်သုံးတဲ့ဘတ်ဂျက်ချထားတဲ့ဘတ်ဂျက်ပမာဏနောက်တစ်ခါ Newcastle ရဲ့ဒီဘယ်လိုပြောငွေကြေးလက်ပတ်စီစဉ်မှုအရသုံးဆွဲခွင့်ပမာဏအရကြည့်လိုက်တော့ Castle ကတည်းကလည်းငွေကြေးသုံးဆွဲခွင့်ကအဲ့လောက်မရှိသလိုအပေါ်ကနေစိုက်ထုတ်ပြီးတဲ့ပတ်စံပမာဏကလည်းဘာမှအဲ့လောက်ထိမရှိတော့တဲ့အတွက်မရှိတဲ့အတွက်ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာတော့သူ့အထိုက်လျောက်ခေါ်ပြီးဒီမှာခန်းစစ်တန်းအတွက်ကြတော့ဒါဘာမှခေါ်ပြတာမရှိဘူးအဲ့အတွက်လေ Newcastle ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ခန်းစစ်ကရုံးကန်ရတာရှိတယ်တချို့ဘွဲတွေမှာ တီးကူတော့မရှိဘူးဒါပေမဲ့ပေးကူမရှိတဲ့ပွဲတွေမှာကြည့်လိုက်တော့ Newcastle Eddie Howe ကသူ့သုံးနေကြပုံစံမဟုတ်တဲ့ဟာတွေကျွန်တော်ဒါတွားပြီးတော့မှတွေ့ရတယ်ခန်းစစ်၃ယောက်တန်း၅ယောက်တန်းဥပမာဘုံမောင်းတဲ့အဝေးကွင်းပွဲစဉ်မျိုးဆိုရင်ဒီတုံးထားတဲ့ဒါ Offie Player ၁၀ယောက်မှာကျွန်တော်ဒါ၈ယောက်လောက်ကခန်းစစ်ရင်းတဲ့ကစားသမားတွေနဲ့၂ယောက်လောက်ပဲအတက်ကင်သွားတဲ့ကစားသမားမျိုးတွေဆိုပြီးတော့ပွဲတဲ့ဒါအဲ့မျိုးအနေထားနဲ့အဲ့မျိုးပွဲထုံးမှသာလေသူ့ရဲ့ခန်းစစ်ကဒီ clean sheet ရတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ဒါတွားပြီးတော့မှတွေ့ရတယ်အဲ့တော့ဒီငွေကြေးကြီးနှိမ့်ညွန့်တယ်မူရာ ဒါ sorry ပိုင်ရှင်ဒီဘက်ကကျွန်တော်ကြည့်မယ်ဆိုရင်လည်းငွေကြေးဆိုင်ထုံးမှာတော့အဲ့လောက်တိတော့ပေးထားတာတော့မဟုတ်ဘူးတစ်ဆက်တည်းမှာပဲပြီးခဲ့တဲ့နေရာဒီကခေါ်ထားတဲ့ကစားသမားကြီးကျွန်တော်ကြည့်မယ်ဆိုရင်လည်းခန်းစစ်အတွက်လုံလောက်တဲ့အားဖြစ်မှုမရှိခဲ့ဘူးပို့ပြီးတော့မှဆိုတာတိုက်ဆိုင်စတဲ့ပဲဒီယာဒီအစပိုင်းမှာလူငယ်ခန်းစစ်အစွန်တယောက်ဖြစ်တဲ့ Liverment တို့နောက်တာ Lewis ဆိုဒီနှစ်ယောက်စလုံးရဲ့ကြက်ခိုင်မှုပြဿနာရှိနေတဲ့အချိန်မှာတော့ပေါင်းစပ်ပြီးတော့မှ Newcastle ဟာအခုလိုမျိုးပေါ့နော်အဝေးကွင်းနေမှာကြာရင်မထင်မှတ်ဖက်နဲ့ကိုရီးပေးရတယ်ဒါရလက်တီလည်းဆိုးတယ်ဆိုတာလေးကိုကျွန်တော်တွားတွားပြီးတော့မှတွေ့ရတာပေါ့အဲ့တော့ဘယ်လိုပြောမလဲ Castle ကဒီ ကစားမအပြောင်းရွှေ့ပိုင်းမှလေးလည်းနည်းနည်းလေးအားနေခဲ့တာတော့အမှန်ပဲဗျဟုတ်ကဲ့ပါအခုဆိုရင်ဒါဘယ်ချမ်းမှာဒံပန်းကိုတောင်းဒီရာဒီမှာတော့တောက်လျှောက်သုံးနေရအခုပြောသလိုပဲဖူဘက်မှာလီဗရာမန်တိုတို့လူဝစ်ဆောတို့နှစ်ယောက်လုံးကစားနိုင်ရင်တော့ပြဿနာမရှိဘူးခန်းစစ်မှာရွေးချယ်စရာရှိတယ်ဒါပေမဲ့လောလောဆယ်မှာခန်းစစ်မှာကျတော့အဲ့လိုဒံပန်းကိုသုံးဒံပန်းကိုဒီနေရာမှာသုံးတာလည်းတွေ့ခဲ့ဘူးပါဒါပေမဲ့ဒီရာဒီမှာတော့ဒံပန်းရဲ့ကစားဟန်နဲ့ဟိုတိတ်အဆင်မပြေဘူးအဲ့တော့ဒီပေါ်မှာဒီခန်းစစ်အခြေအနေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အမြင်လေးလည်းပြောပြပါဦးဟုတ်ကဲ့ဟို ီ online ပေါ်မှာတွေ့ရတဲ့လောက်ကတော့ဒီ new card ပြည်သက်တွေဝေဖန်တိုင်းအဓိကအချက်ပေါ့လေဒီ new card ပိုင်းရှူတာအောင်ရသူအဲ့တန်ပန်းကိုလက်ဘက်ကြီးလာပြန်ပြီလားဆိုတဲ့ဟာကနေစတာပေါ့အဓိကကျွန်တော်တို့မြင်ရတာတော့ဟိုပြန်ကြည့်လိုက်တော့လေနောက်ပိုင်းပွဲစဉ်တွေမှာဟုတ်ပါတယ်ဒီတန်ပန်းကလည်းအသက်ရွယ်အားဖြင့်လည်းဒါ30နီးပါးဖြစ်လာပြီဒီတကယ် pace ကောင်းတဲ့အသည်ကစားသမားတွေနဲ့ဆိုသူတော်တော်လေး light ထင်းချိုးရဖို့ခက်တယ်ဆိုတဲ့အနေထားပေါ့နော်ဒီပြည်သက်တွေဘက်ကတော့ဒီ leveramento လို့ဒီဘယ်ချမ်းရောညာချမ်းရောရတဲ့ full back တယောက်ကဒီ color ရှိတိုင်းရပေါ့နော်ဂျီ ship back နှစ်လနီးပါးလောက်နားယူရတဲ့အချိန်မှာဒီ louis ခေါ်ကလည်း ဟိုကြားဟိုင်မူပြေးလာတဲ့အချိန်မှာလိုးဝဲဟိုတို့ပြန်ပြီးတော့၃၀ချင်တယ်ပေါ့အဲဒီပုံမှာတော့ညူကာဆယ်ကဒီအဒီဟောင်းကဟိုဒန်ပန်းကိုဒီလက်ဘက်မှာတောက်လျှောက်သုံးလာတာကိုတွေ့ရတယ်ဒီပြင်ဆင်မှုတွေလည်းအများကြီးမလုပ်ဘူးပေါ့နော်ဒီကွင်းလယ်မှာရောဒီနောက်တန်းမှာလည်းဒီဒန်ပန်းကိုစတိုက်သုံးတဲ့ဟာမျိုးပေါ့အဲဒါမဲ့ဒီကွင်းရင်းမှာကျတော့လေ तू ကဟိုတိတ်ပြီးတော့တည်ငြိမ်မှုမရှိတဲ့ဒီ shape တွေကိုဒီကွင်းရင်းမှာပဲ adjustment ကိုပထမပိုင်းမှာနေနှစ်ခါသုံးခါအဲ့လိုမျိုးတွေပြောင်းနေတာကိုလည်းဒီပြည်သက်ဒီဘက်ကထောက်ပြတာရှိတယ်အဲပြီးခဲ့တဲ့ဒီပွဲလေးမှာဆိုလည်းဒီ ဒီကွင်းလယ်မှာဂျူလင်တန်ပါလာတယ်အဲဒီဟာဗေးဘန်စ်ကဒီညာတောင်မှပွဲထုတ်တယ်ပွဲကစားချိန်7မိနစ်55မိနစ်လဲကြောက်ဘန်စ်ကိုဘယ်တောင်မှပြန်ဟိုဘန်စ်ကိုဒီနံပါတ်10ရိုးဆွဲချတယ်ဒီဂျူလင်တန်ကိုဘယ်တောင်မှပြန်ထုတ်တယ်ပြီးတော့ဂျူလင်တန်ဒုတိယပိုင်းကြောက်ကွင်းလယ်တွေကိုပြန်ဝင်လာတယ်နောက်တန်းမှာဒန်ဘန်ကစန်တာဘက်ပြန်ဖြစ်တယ်ဒီကွင်းတွင်းမှာနေအောင်ပဲဒီ ဒီ proactive အဝေးပေါ့နော်ကိုပြောင်းကျင်တဲ့နှီးရမဟုတ်ဘဲနဲ့ဒီပြိုင် sorry ဒီပြိုင်ဘက်ရဲ့ဒီကစားပုံရလိုက်ပြောင်းရတာမဟုတ်ဘဲနဲ့ကိုကစားသမားတွေအဆင်မပြေဘူးလိုက်ပြောင်းရတဲ့ပုံစံမျိုးကိုတွားနေတာတော့တွေ့ရတယ်ဒီပြိုင်တွေဝေဖန်မှုပေါ်မှာတော့ဒီအဲ့ဒီဟောင်းကလည်းဒါတို့ရဲ့ transaction ကာလဖြစ်တယ်ပေါ့နော်တို့ဒီမှာအလုပ်စရာနှစ်ခုရှိတယ်ငါတို့ဆက်သွားမလားဒီအရာအတိုင်းကိုလမ်းမြောက်ပြီးရှုံးပေးမလားငါတို့ဆက်သွားဖို့တော့လိုတယ်ဆိုပြီးပြောထားတာလေးတော့ရှိပါတယ်အဲ့တော့ ဒီ Newcastle ဘက်ကိုပြန်ကြည့်လိုက်ရင်တော့ဒီ international break ခုဝင်နေဆိုတဲ့ကာလာတော့ဒီအဲဒီဟောင်းတွေလည်းပြင်ဆင်ချင်းချိန်ကြိုက်ပြသွားပါတယ်ချိန်ကြိုက်လေးတော့ဖြစ်သွားမယ်ပြီးတော့ယူဆရပါတယ်ဒါသူတို့ဒီနိုဝင်ဘာ20ရက်နေ့ကျတော့ Manchester City နဲ့တွေ့ရမယ်ပရိသတ်တွေမျှော်လင့်နေတာအဲပွဲမှာတော့တန်ပန်းမပါဘူးဒီပြီးခဲ့တဲ့ပွဲမှာနှစ်ဝါတနေ့ထိသွားတာဆိုတော့ဒီ Lewis Hall ပြန်ပါလာမလားကြည့်ရမယ်ဒီ Jolinton တိုနာလီဂွေမာရက်အတွေ့ရအင်ဂျင်စီလည်းအရန်မြင့်တယ်တကွင်းလုံးနဲ့သူတို့၃ယောက်က rotate လုပ်ပြီးတော့ပက်ကစားနေတာဖြစ်တဲ့အတွက်ဟိုဒီပွဲမှာကောင်းရင်နောက်ပွဲကောင်းမှုအရန်မျောလင်းလို့မရအောင်သူတို့ရဲ့ကစားအားကြားတယ်ဂျွန်လန်တိုင်းကိုတိုင်းရောဒီဂွေမာရက်ကိုတိုင်းရောအရန်ဟိုဒီ intensity မြင့်တဲ့ဂိမ်းတွေမှာပွဲတွင်းမှာကိုလည်းဒီတကောက်ကြောတန်ရလိုမျိုးဒီပေါင်တွင်းညော့တန်ရလိုမျိုးတွေရဝရမျိုးလေးရှိတယ်ဆိုတော့အဲ့အပိုင်းတော့ဒီအဲ့ဒီဟောင်းကတော်တော်လေးပြင်ဆင်ဖို့လိုမယ်တိုက်ဆက်မှာလည်းဒါဒီ international rate BYD ဝီစာတို့ ပြန်လာနိုင်ရရှိတယ်အခုတော့ဒီ grass ball မှာအပြေးတွေစပြီးလေ့ကျင့်နေပြီလို့သိရတယ်ဗောနော်ဝစ်စာတို့ပြန်ပါလာမယ်ဒီ ဒီဝါဒမာရီရဲ့အကောင်ဆုံးခြေစမ်းတွေကလည်းဒီဟာ12ပွဲကစား6ကိုးသွင်းဆိုတာအစိုးရနေထားတော့မဟုတ်ဘူးပေါ့လေနယူကာဆယ်မှာဟိုပြောမယ်ဆိုပွင့်လင်းဝင်ခံလီဗာပူးတက်တောင်ပို့ပြီးမျောလင်းလို့ကောင်းတဲ့အနေအထားမျိုးကရှိပြီးသားပါသူတို့မှာကောင်းတဲ့ကစားပုံတစ်ခုလည်းရှိပြီးသားဒီလီဗရမန်တိုပြန်ပါလာမယ်ထရီပီယာပြန်ပါလာမယ်သူတို့ကစားခဲ့တဲ့ပုံစံအတိုင်းကိုဒီမစ်ဝီနဲ့ဝီကန်မှာဒီစကွတ်ရိုတေးရှင်းလို့တေချာလီလုတ်ပြီးတော့ကစားမယ်ဆိုတော့နယူကာဆယ်ကဒီပရိသတ်ကြီးစိုးရင်ဒီလောက်ကြီးတော့မဟုတ်ဘူးပေါ့နော်ဒါလက်ရှိမှာလည်း ပရီးမီးယားလိမှာအဆင့်ဆက်လေးဒီတန်းစင်းစုံနဲ့နှစ်မှတ်ပဲကွာတယ်ဆိုပေမဲ့ဒါနယူကာဆယ်ဘက်ကိုကြည့်လိုက်တော့လေကိုရင်ခုနပြောခဲ့သလိုပဲဟုတ်ပါတယ်နောက်တန်းကလည်းဒါတော်တော်လေးကိုအားနေခဲ့တယ်နွေမာဆိုလည်းမဖြစ်ခဲ့ဘူးဒါဒီတီယူဆိုလည်းဒါအေစီမီလန်မှာအရင်ကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူးဒါဒါနယူကာဆယ်မှာတော့မှဒါပြောမှဆိုဒီဖာဗီယန်ရှားတို့ဘာတို့ဒီကြက်ခိုင်မပြေဝါလို့သူကစားပြီးတော့ကောင်းနေတဲ့ပုံစံမျိုးပေါ့လေဒါပေမဲ့သူမအားကိုးရတာလေးတော့ရှိပါတယ်သူတခါလေးညာချမ်းဖူးဘက်ထွက်ကစားပေးနိုင်တာမျိုးရှိတယ်ဒီ right center ဘက်မှာကစားပေးနိုင်တာမျိုးရှိတယ်ပေါ့နော်အဲကြားထဲမှာလည်းဒီနင်းပုတ်ကနောက်ပိုင်းပွဲစဉ်တွေမှာ ဒီအမားလေးတွေ့ရတယ်ပေါ့နော်ဒီဒီသူ့လက်ဆွမ်းရတယ်နောက် Randis ကိုလည်းသူတို့ပြန်သုံးမလားပေါ့အဓိကကတော့ Newcastle လိုအပ်နေတာဒီ squad rotation လေးကိုတေချာလေးလုပ်ဖို့တော့လိုအပ်တယ်ပြိတ္တတွေရှူတောင်းဘက်ကလည်းကျွန်တော်နည်းနည်းနားလည်နိုင်မိတဲ့အရာတော့ဒါ Champion League ဒုတိယမြောက်သူတို့ဝင်တဲ့ရာသီအဒီဟောင်းလက်ထက်မှာဆိုရင်ဒါပထမမှာသူတို့အတွေ့အကြုံရှိခဲ့ပြီးမှားတဲ့အတွေ့အကြုံတွေရှိခဲ့ပြီးပြီးအဲ့လိုပဲ squad rotation ကိုတေချာမလုပ်နိုင်တဲ့ပြဿနာဒီဒီ injury တွေဖိတ်ခေါ်တဲ့ intensity ကိုမချိန်ညှိနိုင်တဲ့ပြဿနာဒီအချိန်မှာတော့ပြည်သက်တွေဘက်ကလည်းဒါကို ပြင်ဆင်သင့်ပြီပေါ့နော်ဒီလိုမျိုးယူဆရလို့ထင်ပါတယ်အဲ့တော့ဒီဟောင်းအနေနဲ့ဒါကွင်းလဲမှာဒီခုနကျွန်တော်ပြောခဲ့တဲ့ဒီ Ramsey တို့လို့ဒီ Miles တို့ Ramsey တို့ Louis Miley တို့လို့ကစားသမားမျိုးတွေဒီ Willow တို့ကစားသမားမျိုးတွေကိုဒီ Quema Rice တို့တွန်တာလီဟိုဟို Julian Dano နဲ့အဲ့၃ယောက်နဲ့ဒီတလှဲ့စီတွဲပြီးတော့ပြန်ပြီး၃ပြူလာမယ်ဆိုတော့ဒါ Yuka ဆရာပြန်ပြီးတော့အားကောင်းလာမယ်ဆိုတော့ကျွန်တော်ယူဆပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါအဲ့တော့ဒါညီလေးပြောသွားလေတော်တော်လေးဒါဟိုစီလော်လေပေါ့နော်သူကွင်းလေကသိကြတယ်သူဒီကွင်းလေကိုမဖြတ်ရဲဘူးဆိုတာ ဒီဘောလုံးပွဲကြည့်နေတဲ့လူတိုင်းသိတယ်သူတို့ရဲ့လက်ရှိကွင်းလည်းအမာတယ်ကစားလည်းကောင်းတယ်လိုအားနှုံးကောင်းတယ်အကုန်ပြည့်စုံဒါပေမဲ့တကယ်ကို high intensity နဲ့ကစားတဲ့ပွဲတွေမှာပွဲတိုင်းသူတို့ကြီးပဲတရာစီလုံးကစားဖို့ဆိုတာတော့အရန်ကို risk များလွန်တယ်ပေါ့နော်ဒါလည်းအမှန်ပါအဲ့တော့ဘုတ်ဖွဲ့အနေနဲ့ရောလက်ရှိအခြေအနေပေါ်မှာဘယ်လိုကင်တွယ်မလဲပေါ့အဒီဟောင်းအပေါ်မှာအခုအမြင်လေးပေါ့ဒီ Newcastle ဘုတ်ဖွဲ့ရဲ့လက်ရှိအခြေအနေလေးပေါ်မှာအခုအမြင်လေးပြောပြပါအောင်ကျွန်တော်ကတော့ဒီအဒီဟောင်းကိုအပြည့်အဝကာဝယ်ပြီးမယ်လို့ထင်ပါတယ်ဘာကြောင့်မလဲဆိုတော့ဟိုအဒီဟောင်းနဲ့အတူဒါသူတို့ရခဲ့တဲ့အခြေအနေကဒါအများကြီးပဲလေ ပုံမှန်အားဖြင့်ဒီအတင်းပိုင်ရှင်အပြောင်းလဲကာလာဆိုတာသိကြပါတယ်ဒီ transition period ကဒီလောက်ထိအဒီဟောင်းတာအကင်တွယ်မှုမကောင်းခဲ့ဘူးဆိုဒီလောက်ထိချုံးမှုခဲ့စရာအကြောင်းမရှိဘူးဒါကျွန်တော်စောပိုင်းကပြောကလေးဒီ sorry ယင်းနှမြုံနယ်မှုအဖွဲကလွဲပြောင်းယူမဲ့ကာလာမှာ Newcastle ဟာတန်းစစ်ဆုံးတာရောက်နေပြီ Steve Bruce နဲ့တင်အဲ့တော့နော်အဲဟုတ်တယ် Steve Bruce နဲ့အဲ့တော့ Steve Bruce ဆိုတာဖြစ်ကျွန်တော်ဒီသူတို့ရဲ့ပြိုင်မဲ့ဟောင်းဆန္ဒနဲ့နီးပြဖြစ်တဲ့အတွက် Castle ပြည်သက်တွေကလည်းလုံးဝမကြိုက်ဘူးမကြိုက်တဲ့လူကိုခန့်နေခန့်တဲ့အချိန်မှာရလက်တွေပူဆိုးတယ်နောက်ဆုံးဒီဘယ်လိုပြောမလဲ ဟိုတေကန်ကြီးကြမှာဟိုလုံးဝတန်းစင်ကန်ကြီးကြမှာပဲဒီအသက်ငယ်စီထိုးလိုက်တာအသက်ငယ်စီထိုးရတဲ့ပုံစံမျိုးဖြစ်သွားတာအဲ့ဒီဟောင်းကဒီအသက်ငယ်စီကိုလည်းသူအကောင်းဆုံးလုပ်ပြီးနိုင်ခဲ့တာအောင်အမှန်ပဲအဲ့တော့ဒီအချိန်နေဒီအချိန်နေကြောင့်အခုလက်ရှိမှာပြိဿတ်တွေဒါဒီအဒီဟောင်းကိုထုတ်ဖို့ပြောကြတာလည်းရှိတယ်အဒီဟောင်းနဲ့ပတ်သက်ပြီးတော့မှစိတ်မရှိတာတွေဒေါသထွက်တာတွေကျွန်တော်ရှိပေမဲ့ဒီအချိန်နေကိုဘုတ်ဖွဲကဒါအများကြီးကိုကာပါလုပ်ပေးမယ်လို့လည်းကျွန်တော်တော့ယုံကြည်တယ်ကာဆယ်ကဒါလက်ရှိမှာတော့အဝီးကွင်းရလက်တွေအားနည်းနေရတော့အမှန်တယ်ဒါပေမဲ့ သူတို့ရဲ့ဒါ traditional လို့ဒါ traditional လို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီ Newcastle ရဲ့တီနီယာရဲ့နောက်တစ်ခါကျတော့သူတို့ရဲ့ကိုကိုဒီစိန်ချိတ်ပတ်မှာပုံစံကောင်းရတဲ့အနေထားပေါ့လေ။တီနီယာကကျွန်တော်ကြည့်မယ်ဆိုရင်အင်္ဂလန်ဒီအရှေ့မြောက်ပိုင်းမှာဖြစ်တဲ့အတွက်ဂျန်နဲ့ဒီဒါတော်တော်များများသူတို့စီလာမယ်ဆိုခီးပန်းတဲ့ဟာလေးကကျွန်တော်ရှိတယ်။အဲ့ချိန်လေးတခုမှသူတို့ကအင်ကွင်းမှာလည်းရလက်ကောင်းတဲ့အစင်လာလေးတခုကဆက်ပြီးတော့မှထိနိုင်သေးတယ်။လက်ရှိရမတ်အနေအားရမတ်ရဲ့အစင်ရက်တီမူရာပရီးမီယာလိမှာကျွန်တော်ဒါအဆက်ဆက်လေးအထိရောက်နေသည့်တိုင်အောင်ဒါကောင်းတဲ့ပြောသူတို့ဒီဂျားကာလာထဲမှာသူတို့ လို့ပြောမလဲဒီ squad rotation ကိုကောင်းကောင်းလေးလုပ်နိုင်နေဆိုရင်တော့တည်ကြပါတယ်ကာဆယ်ကိုလည်းရလက်တွေကောင်းလာမယ်ပရိသတ်တွေရဲ့ဝေဖန်တန်တွေ PR တွေကလည်းရော့ချသွားမယ်အခြေအနေတခုမှာတော့ဒါဘုတ်ဖွဲရလည်းအဲ့ဒီကောင်းကိုအပြေးဝဆက်ပြီးတော့မှကျွန်တော်တို့ကာဝါကာဝယ်ပြေးဝမယ်လို့ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ပါအဲ့တော့ညီလေးကောင်းတဲ့အနေနဲ့ရောလက်ရှိနေပြအဒီဟောင်းပေါ်မှာဒီလိုပြိတ္တတွေရဲ့ဝေဖန်တန်တွေဒီလိုအခြေအနေမျိုးတွေပေါ်မှာဘယ်လိုမြင်လဲပေါ့နော်ဒါတရားရလားသူ့အတွက်ဟိုဖြစ်တင်လားပေါ့ဒီပေါ်မှာလည်းညီလေးအမြင်လေးပြောပြပါဦးဒီအဒီဟောင်းပေါ်မှာတော့ဒါ မတရားလို့ပဲပြောရမှာပေါ့နော်ဒီ Newcastle ဒီဒီအဲ့ဒီဟောင်းလက်ထက်မှာဆိုဒါခြေစွမ်းကဒီတည်ငြိမ်မှုရှိရလို့ပြောရမှာယာဒီလိုက်မှာပေါ့နော်ယာဒီလိုက်မှာအရင်ဒီပရီးမီးယားလိရက်သူဇေယားပိုင်းကိုကြည့်မယ်ဆိုလို့တို့ဒီဇေ၄၅၆ခွန်၈ဒီဝင်းကျင်ကိုယာဒီကောင်းရင်တို့သွားနေနိုင်တာကိုတွေ့ရတယ်ဒီလိုနေထားမျိုးမှာဒီအဲ့ဒီဟောင်းကတော့ဒီယာဒီမှာ ကြုံရတဲ့ဒီရလက်ဆိုးတွေကဒီလက်ရှိမှာအဆင့်14ဆိုပေမဲ့တကယ်တော့2023 24ကပိုဆိုးပါတယ်တို့ဒီအချိန်နေမှာဒါ2023 24ရာသီအရောက်တာဆိုးရတဲ့အချိန်နေမဟုတ်ဘူးချန်ပီယံလိမှာဆိုလဲဒါအချိန်နေကောင်းတယ်ဒီလိုပဲဒီဒီပြီးခဲ့တဲ့ဒီခရာဘောင်ဖလားမှာဆိုလဲဒီစပါကိုတို့အနိုင်ယူထားတယ်နော်နှစ်ပွဲဆက်တိုက်ဒီရန်ယူဒီနောက်ထပ်တစ်ဆင့်ဒီ quarter final ကိုရောက်နေပြီဒီလိုနေထားမျိုးမှာတော့ဒါအဒီဟောင်းဘက်ကပဲကျွန်တော်အပြေဝါပို့ပြီးတော့ထောက်ခံတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောခဲ့လို့ပဲဒီပရိသတ်တွေ point of view ဘက်ကိုလည်းနားလေတယ်ဒါပေမဲ့တို့ သူတို့လိုချင်နေတာဒီခွန်တီလိုနီးပြမျိုးခေါ်ပြီးဖလားရောက်သွားတာမျိုးလဲသူတို့မျောလင်ကောင်းမျောလင်းလိမ့်မယ်ဒါပေမဲ့အဲ့ဒီဟောင်းအတွက် expectation ကတော့ဒါအဆင့်၄ဆိုတာလေးကစတော်တော်လေးကိုမြင့်မားနေပြီပေါ့နော်များနေဒီအဆင့်၄မရရင်ဒီအဲ့ဒီဟောင်းကိုထုတ်ဆိုတာမျိုးကတော့တော်တော်လေးတော့လွန်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါအဲ့ဒီဟောင်းဘက်ကလည်းတကယ်တော့ဟို မှန်ပါတယ်အဝေးကွင်းရလက်ဆိုးတွေဆိုတာဒါပြီးခဲ့တဲ့ဒီလေးလပိုင်းเนี่ยသူတို့အဝေးကွင်းနိုင်ပွဲမရရှိခဲ့တာပေါ့ရောက်ဆုံးခါထားတာဆိုတော့ဒီလိုအနေအထားမျိုးမှာဒီဘုတ်ဖွဲရလည်းခုနကိုရင်ပြောခဲ့လို့ပဲဒီအိဇတ်လိုအနေအထားမျိုးကိုလည်းသူတို့တေချာလေးမဖြည့်ရှင်းပြနိုင်ခဲ့ဘူးဒီရောဒါသူတို့ဝါတာမာရာဆိုတာကသူတို့ရဲ့ဒီလေးယောက်မြောက်ဦးစားပေးရွေးချယ်မှုလို့လည်းပြောလို့ရတယ်ဒီအိဇတ်ကိုမထိန်းနိုင်အောင်မှာသူတို့ဦးစားပေးပြတ်မှတ်တဲ့ ATK တို့ယူနိုင်တောင်မှ Chasco တို့ဒါသူတို့သူတို့ပြတ်ပြတ်မှတ်တယ်ရအောင်လိုက်ပေးနိုင်ခဲ့တာမဟုတ်ဘူး အဲ့လိုပဲဒီ Iliad Anderson တို့ပုံကစားသမားမျိုးတို့လည်းဒါဇီးပေါ်ပေါ်နဲ့ဒီ Forest ကိုရောင်းထုတ်ခဲ့တာမျိုးတွေရှိတယ်ဆိုတော့ဒီဘုံဒီပြဿနာတွေကတော့အတင်းအကျပ်မှဖြစ်လာပြီဆိုရင်တော့ဒီပြတယောက်ဒီပြတယောက်ထဲပုံချလို့တော့မရဘူးပေါ့နော်ဒါကတော့ဟိုဟိုဒီတချို့နီးပြရည်လည်းပြောဦးပါတယ်ဒီအားလုံးမှာဒီ transfer window တွေဖွင့်နေတဲ့အချိန်မှာတော့အားလုံးလက်ညှိုးတွေကအားလုံးကိုမျှတိုးခံရတယ်ပေါ့အဲဒါမဲ့ဒီတကယ်ဘောလုံးစီစဉ်နဲ့ရောက်လာပြီဆိုတော့အားလုံးရဲ့လက်ညှိုးတွေက ဒီသူတို့သူတို့ကျွန်တော်တို့ဒီပြရရှိမှာပဲရှိတယ်ဒီတပတ်ကို3ချိန်လောက်ဒီ press conference တွေလုပ်ရတယ် interview တပတ်ကို12ချိန်လုပ်ရတယ်ဒီလိုဇာတ်ရည်ကလည်းတကယ်အမှန်ပါပဲဟိုအခုအတင်းအတင်းတစ်ခုခုအဆင်မပြေဘူးဆိုရင်တကယ်ခေါင်းခံရတော့နီးပြပဲပေါ့လေဒါပေမဲ့အဲ့လိုဝေဖန်မှုတွေကလက်တလောချိန်တွေမှာတော့ဒါ new casey ရဲ့နီးပြအဒီဟောင်းအတွက်တော့ဒါမထိုက်တန်ဘူးလို့ပဲကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာအခုလိုမျိုးအဒီဟောင်းနဲ့ပတ်သက်ပြီးတော့ဒါထွက်ပေါ်နေတဲ့ဝေဖန်တန်တွေပေါ်မှာအကိုတို့ရဲ့ညီတို့ရဲ့အမြင်လေးတွေကိုပြည့်ပြည့်စုံစုံ ဒီလိုဖြည့်ချပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြည်သက်တွေလည်းဒီစီဇန်လေးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့အတီဟောင်းပေါ်မှာဝေဖန်တန်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းပြည်သက်တွေနဲ့ပြန်ပြီးတော့ဆုံညီပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ